မြန်မာရာဇဝင်မှာကမ္ဘာအကြီးဆုံးပထိုးတော်ဤတစုကိုကြီးမားတဲ့အိမ်မက်နဲ့တိဆောက်တော်မူခဲ့တဲ့မင်းတရားကြီးတစ်ပါးရှိပါတယ်။ဒါ့အပြင်မြန်မာတွေအားလုံးဂုဏ်ယူရတဲ့ခေါင်းလောင်းကြီးတစ်ခုကိုလည်းခေါင်းလောင်းကြီးတစ်လုံးကိုလည်းသုံးလုပ်တော်မူခဲ့ပါတယ်။ဒါလူချင်းတို့အားလုံးသိတဲ့ကြီးမားတဲ့အိမ်မက်ကြီးမပြီးတော့မပြီးခဲ့ဘူး။မင်းကွန်ပထိုးတော်ကြီးဖြစ်ပါတယ်။မင်းကွန်ခေါင်းလောင်းကြီးကတော့မြန်မာတွေရဲ့ဒါဂုဏ်ရှိန်ကိုထုံးပြောင်းဆောင်ရွက်နိုင်တဲ့ခေါင်းလောင်းကြီးတစ်လုံးနဲ့ဖြစ်ပါတယ်။ ဲ့တော့အဲဒီအလွန်ကြီးကျယ်တဲ့မြန်မာရဲ့အိမ်မက်တစ်ခုဖြစ်တဲ့ကမ္ဘာအကြီးဆုံးပထိုးတော်ကြီးအဖြစ်မြန်မာနိုင်ငံရဲ့အကြီးဆုံးပထိုးတော်ကြီးအဖြစ်တည်ထားခဲ့တယ်ပြီးတော့မပြီးခဲ့ဘူးပေါ့နော်မင်းကွန်ပထိုးတော်ကြီးနဲ့မင်းကွန်ခေါင်းလောင်းကြီးကိုသွန်းလုတော်မူခဲ့တဲ့ကောင်းမောင်မင်းဆက်ရဲ့ဖုံးရှိန်ကန်ရှိန်မြင့်မားတဲ့ကောင်းမောင်သွေးဖြစ်တဲ့မင်းတရားကြီးကိုလူချင်းတို့ဘယ်မင်းတရားကြီးလို့ထင်ပါလဲကောင်းမောင်မင်းဆက်မှာနန်းသက်အရှိဆုံးဘုရင်တစ်ပါးလေးဖြစ်တယ်လို့ ကုန်းပေါင်မင်းဆက်မှာ Empire ကုန်းပေါင် Empire ကိုအကျယ်ဝင်းဆုံးချဲ့ထွင်ခဲ့တဲ့ကုန်းပေါင်မင်းဆက်ရဲ့ဖုံးရှိန်မီဖုံးရှိန်အမြင့်ဆုံးအချိန်ကိုတိဆောက်နိုင်ခဲ့တဲ့မင်းတရားကြီးလည်းဖြစ်ပါတယ်။သူကတော့ဘိုးတော်ဗဒုံမင်းဖြစ်ပါတယ်။ဘိုးတော်ဟာအလောင်းမင်းတရားကြီးရဲ့သားတော်အလက်ဖြစ်ပြီးတော့မှကုန်းပေါင်မင်းဆက်မှာနန်းသက်အရှိဆုံးမင်းတပါလည်းဖြစ်ပါတယ်။သူ့ရဲ့နန်းဆန်သက်ဟာ39နှစ်ရှိပါတယ်။ကုန်းပေါင်မင်းဆက်ရဲ့အတက်ကာလအဖြစ် ကုန်းပေါင်မင်းဆိုင်ရဲ့ founder အလောင်းမင်းတရားကြီးဦးအောင်ဇေယျကနေဘိုးတော်ဗဒုံမင်းအထိကိုကျွန်တော်တို့တတ်မှတ်ပါတယ်။ဘိုးတော်ရဲ့ပြီးမှတက်လာတဲ့ဗာကြီးတော်ကနေပြီးတော့မှတီဘောမင်းအထိကိုတော့ကုန်းပေါင်မင်းဆိုင်ရဲ့ကြဆင်းတဲ့ကာလအဖြစ်တတ်မှတ်ပါတယ်။ဘိုးတော်ဗဒုံမင်းဟာကုန်းပေါင်မင်းဆက်မှာ ပထမဦးဆုံးမြို့တစ်ကိုတည်တဲ့မင်းမြတ်တစ်ပါးလည်းဖြစ်ပါတယ်။အမရဘူရမြို့ကိုအင်းဝါကနေပြောင်းရွှေ့ပြီးတည်ပါတယ်။အောင်ပင်လေကံနဲ့မဟာနန္ဒာကံတော်ကိုလည်းဆဲဖို့တော်မူခဲ့ပါတယ်။ ဝေဒင်းကားကိုလည်းသုံးလုတော်မူခဲ့ပြီးတော့မှ ကုန်းမောင်မင်းဆက်မှာကောင်းမွန်တဲ့စီမံခန့်ခွဲမှုစနစ်တွေကိုတည်ဆောက်နိုင်ခဲ့တဲ့မင်းတပါလည်းဖြစ်ပါတယ်။အဲ့တော့သူ့ရဲ့မင်းကုန်းပထိုးတော်ကြီးကတော့အကြောင်းကြောင်းကြောင့်ဆက်ပြီးတော့မတည်နိုင်ဘူးပေါ့နော်။ဒါကတော့တချို့ကတော့တပေါင်းနေပါလေဒါကြောင့်လည်းပြောသလိုကျွန်တော်နီးပညာအခက်ခဲကြောင့်လည်းဖြစ်နိုင်တာပေါ့။နောက်တစ်ခုကတော့အလွန်ထူးခြားဖို့အံ့ဩစရာကောင်းတဲ့ဟလာကျွန်တော်တို့ဂန္ဓာရီနဲ့ဆက်ဆက်နေတဲ့အားလုံးသိတဲ့မြန်မာပြည်အားလုံးကိုးကွယ်တဲ့ဘိုးဘွားပထမံဘိုးဘွားအောင်နဲ့ ်ဘိုးတော်ဦးဝိုင်းဘိုးတော်ဘရုံမင်းငယ်နေမယ်ကဦးဝိုင်းဖြစ်ပါတယ်မောင်ဝိုင်းဖြစ်ပါတယ်ဘိုးတော်ဦးဝိုင်းဟာငယ်တငယ်ချင်းတွေလည်းဖြစ်ပါတယ်ဒါကြောင့်ပထမဘိုးဘိုးအောင်နဲ့ဘိုးတော်ဦးဝိုင်းရဲ့ဂန္ဓာယီစံနဲ့ဇလန်းတွေဟာလည်းဒါမြန်မာတွေကယုံကြည်စွာအဲဒါအခုချိန်ထိဘိုးပထမဘိုးဘိုးအောင်ဆိုရင်ကျွန်တော်တို့ကိုးကွယ်နေတဲ့ဘိုးတော်တစ်ပါးလည်းဖြစ်ပါတယ်အဲ့တော့ဘိုးတော်ဦးဝိုင်းဒီသူ့ရဲ့လက်ထက်မှာနောက်ထပ်ပညာရှိအမတ်ကြီးတဦးလည်းပေါ်ထွန်းခဲ့ပါတယ်အဲ့ဒီအမတ်ကြီးရဲ့နာမည်ကတော့ဦးပေါ်ဦးလို့ခေါ်ပါတယ်ဟုတ်ဦးပေါ်ဦးဒီစကားအရာမှာ ဒါကျွန်တော်တို့ဆန်ထားရလောက်တဲ့ဒီစကားဝိဇာကြီးတူလည်းဖြစ်ပါတယ်အဲတနေ့တော့ညီလာခံမှာဘိုးတော်ဖရားနဲ့ဥပအုံးနဲ့စကားပြောကြတာပေါ့နော်ဘိုးတော်ကပါလဲဆိုနန်းတော်ဆောက်ဖို့တည်ယူတယ်ဘိုးတော်ကတည်တဲ့အချိန်မှာ तू က तू လှုပ်ချင်တာဆို तू ရအောင်လှုပ်တယ်မျိုးတော်ကလည်းအင်းဝါနေပြီးတော့ဒီအမရပူတော်အတင်းရွှေတာပဲတကယ်တကယ်အင်းဝါကအချက်ချလဲကြတာဒါပေမဲ့အမရပူတော်ဆို तू မသေးတဲ့မျိုးတော်ဆိုပြီး तू ကလှုပ်တာ တကယ်ပါအကြီးဆုံးပထိုးတော်ကြီးကိုလည်းသူကတကယ်ကိုကြီးကျယ်တဲ့အိမ်မက်တွေနဲ့ဘိုးတော်ဖះတိဆောက်ခဲ့တယ်တကယ်တော့ဘိုးတော်ဒီစီမံခန့်ခွဲမှုမြင့်မားတဲ့ဘရင်လည်းဖြစ်တယ်ဒါကြောင့် तू လှုပ်ချင်တာတော့ तू လှုပ်တယ်ဒေါသထွက်တယ်တခါတည်းတူစိတ်အခက်မသိရင်အဲ့ဒီအမက်တွေကိုလမ်းနဲ့ပေါင်ရင်ပေါက်တာလမ်းနဲ့ထိုးပြီးလို့တည်ရင်လည်းတည်တာပဲအဲ့ तू ဒေါသထွက်ရင်တုံတုံဘယ်သူမှစကားမပြောရဘူးအဲ့ညီလာခံမှာနန်းတော်ဆောက်ဖို့တည်ရွေးဟဲ့ပြင်းကရိုးသားဆိုအကောင်းဆုံးပဲဆိုဘိုးတော်ကပြောတယ်ပြင်းကရိုးသားဆိုမကောင်းဘူးလားကွာအမက်တွေကစဉ်းစား ကျွန်းအဲ့ဒီခက်ကတော့တစ်တေထဲမှာကျွန်းတစ်ကအကောင်းဆုံးလေဘယင်ကပြင်းကြိုးသားအကောင်းဆုံးပြောတယ်ဘယ်အမတ်မှဘယင်မားနေတာဝင်မပြောရဘူးဥပ္ပဝဦးပဲထလျှောက်တယ်မှန်ပါအရှင်မင်းဒရာကြီးဖရာရွှေနှန်းရှင်ဖရာပြင်းကြိုးသားကလည်းတင့်မြတ်ပါတယ်ဖရာဒုဗေကညာကျွန်းသားလည်းကောင်းပါတယ်ဖရာအော်ပြင်းကြိုးသားမကောင်းဘူးပြောလို့မရဘယင်ကောင်းတယ်ပြောဒါပေမဲ့ကျွန်းသားလည်းကောင်းအမေကနည်းနည်းကြောင်သွားတယ်ဒါပေမဲ့ तू तू တပည့်အကြောင်း तू သိတယ်လीပေါ်ဦးကဘာပြောတာလဲဟာယမနေသားဆိုရင်ရောကွဲ့ မမရှင်မင်းတရာကြီးဖေယမနီသားကလည်းကောင်းပါတယ်ဖေဟာဒိုဘေကညာကျွန်းသားကလည်းတင့်မြတ်ကြောင်းပါဖေဟာဟဲ့ပေါ်ဦးဒါဆိုဗထောက်သားဟုတ်ကွယ်ဗထောက်သားကလည်းတင့်မြတ်ပါတယ်ဖေဟာဒိုဘေကညာကျွန်းသားလေးကလည်းတင့်မြတ်နေစေပါပဲဖေဟာဆိုတော့ဘယင်ဘာပြောပြောဘယင်ပြောတာလည်းကောင်းတယ်မကောင်းဘူးမပြောဘူးကို့အထက်လူကြီးမှားနေတယ်ကျွန်တော်တို့ကလောက်ငယ်သားကောင်းအနေနဲ့တက်မဲ့ဖို့လိုတယ်ကို့အထက်လူကြီးကိုသို့တော်လူကြီးခမရမှားနေတယ်ဆိုပြီးလူပုံပေါ်မှာလင်မာတော့လူကြီးအဆက်ကွယ်အောင်သွားပြောလို့မရဒါပေမဲ့လူကြီးမှားနေတာကိုသိအောင် signal ပြတာဥပ္ပဝါအရှင်မင်းတရာကြီးပြောတာလည်းမှန်တယ်ဒါပေမဲ့ ကျွန်းသားကျွန်းသားထက်ထက်ပြောနေတော့ကြာတော့ဘယင်မဲဒီလောက်တော့ကျွန်တော်တို့လူငယ်စကားနဲ့ပြောရင်ဘယင်မဲဒီလောက်တော့မတူဘူးပေါ့ဒီလိုပဲပြောရမှာပဲလူငယ်စကားနဲ့ဆိုတော့ကျွန်တော်တို့ကသဘောပေါက်တာပေါ့ဒါမှဘိုးတော်ကရီပြီးတော့မိန်ဟဲပေါ်ဦးနင်ကစောစောစီစီကလေးကကျွန်းသားအကောင်းဆုံးပြောပြီးကြော်ဟေးညီလာခံအမိန်ချမယ်ကျွန်းသားနဲ့ဆောက်စီဟောကို့အထက်လူကြီးကိုလှုပ်စေချင်တာလှုပ်သွားပြီဒါပေမဲ့သူမားတယ်လို့ကျွန်တော်တလုံးမှမသုံးသွားဘူးဥပေါ်ဦးကမူဒူမြောက်စွာစကားပြောနိုင်မလို့လေဘာလဲမူဒူဆိုတာမေတ္တာတုတ်ကလာတဲ့ ပျော့ပြောင်နူးညံ့ညင်သာခြင်းအဲ့တော့လူချင်းမင်းတို့လူငယ်တွေအနေနဲ့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာကျွန်တော်တို့လှုပ်ချင်တဲ့အရာတွေဆောင်ရွက်နိုင်မှုအတွက်ကျွန်တော်အထက်လူကြီးတွေနဲ့ဟဲ့လားကျွန်တော်တို့အထက်ပါဝါရှိတဲ့သူတွေနဲ့ကျွန်တော်တို့လုတ်ပိုင်ခွင့်ရှိတဲ့သူတွေနဲ့ဆက်သွယ်ဆောင်ရွက်ပြောဆိုတဲ့နေရာမှာမူတူးမြောက်စွာပြောဆိုနိုင်နေလေအောင်မြင်နိုင်နေလေဖြစ်တယ်ဆိုတော့ဥပ္ပဦးနဲ့ ကျွန်တော်တို့မြန်မာရာဇဝင်မှာအလွန်ဖုံးကံမြင်ပါတဲ့ဖုံးတကူထွန်းလင်းဘိုးတော်ဗရုံမင်းအလောင်းမင်းတရားရဲ့သားတော်အရင်ဖြစ်တဲ့ဘိုးတော်ဗရုံမင်းတို့ဆီကနေကျွန်တော်တို့တင်ယူလေ့လာခဲ့ကြတာဖြစ်ပါတယ်လူချင်းမင်းတို့အနေနဲ့အကျိုးရှိမယ်လို့အပြေအဝါယုံကြည်ပါတယ်ဒီစီဇန်ကြီးတဲ့သူတွေအတွက်ကျွန်တော်စာအုပ်၅အုပ်ကိုလည်းလက်ဆောင်ပေးဦးမှာဖြစ်တယ်အဲ့ဒီစီဇန်မှာပါဝင်ရင်အခုဗီဒီယိုဖိုင်လေးကိုမျှဝေလိုက်ပါမျှဝေပြီးသွားရင်ကောင်းမတ်မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါအဲ့ထက်၅အုပ်ကိုလူချင်းမင်းတို့ပို့ကပါမပေးရဘူးအိမ်တန်ရာရောက်ကျွန်တော်လက်မှတ်နဲ့တူစာအုပ်လက်ဆောင်တယောက်ကိုတအုပ်နှုံးပေးပို့ပေးမှာဖြစ်ပါတယ်လို့တရင်ကောင်းပါလို့ပါ တင်တဲ့တက်ချင်တဲ့သူတွေကကျွန်တော်တလောက်တင်တဲ့တမျိုးပဲဖွင့်ပါတယ်အခု12လပိုင်းမှာဖွင့်ပါတော့ကျွန်တော်ရဲ့တင်တဲ့အစ်စ်လို့ပြောလို့ရတယ်ဘတ်2ပဲရှိသေးတယ်အောင်မြင်မှုပညာတင်တဲ့ success in life တင်တဲ့ဖြစ်ပါ ဘဝမှာအောင်မြင်ခြင်းအောင်မြင်မှုပညာကိုသင်ရပါတယ်အောင်မြင်မှုသည်ပညာဖြစ်ပါတယ်နော်အောင်မြင်မှုသည်အတိတ်ကံလည်းမဟုတ်ဘူးအောင်မြင်မှုသည်ကြွမ်းကျင်မှုတစ်ခုလည်းမဟုတ်ဘူးအောင်မြင်မှုသည်ပညာဖြစ်တယ်ကျွန်တော်တို့ခဏခဏပြောတယ်ဘဝမှာကျွန်တော်တို့ကဉာဏ်ကောင်းတိုင်းလည်းမအောင်မြင်ဘူးဟုတ်လားအာကိုယ့်ရဲ့မိဘအတိုင်းဝိုင်းကတောင့်တင်းတိုင်းလည်းမအောင်မြင်ဘူး IQ မြင့်တိုင်းလည်းမအောင်မြင်ဘူးထူးချွန်တိုင်းလည်းမအောင်ဘူးကျွန်တော်ပုံဝန်ကြီးမကြီးထူးချွန်တိုင်းမအောင်မြင်တဲ့သူတွေအများကြီးပဲအဲ့လိုပဲဟိုတနေ့ကပဲဟလာကျွန်တော်တို့ဗြိတိန်မှာဆိုရင်ဒါမင်းသားကြီးတစ်ပါးနန်းတော်ကနှင်ထုတ်ခံရတယ်မင်းမျိုးမင်းနွယ်ဖြစ်တာလဲအောင်မြင်မှုအာမမခံနိုင်ဘူး ပါဝါရှိမှအောင်မြင်မှာဖြစ်တယ်။ကိုယ်မှာရှိတဲ့အရာတွေကိုပါဝါဖြစ်အောင်ပြောင်းမှုလို့ရတယ်။အဲဘယ်လိုပြောင်းရမလဲဒီသင်တန်းမှာကျွန်တော်နဲ့တူလေ့လာသင်ကြမှာဖြစ်တယ်။2026ခုနှစ်ကိုကိုယ့်ရဲ့နှစ်တစ်နှစ်ဖြစ်လာဖို့အတွက်အခုကလေးကလူချင်းမျိုးအနေနဲ့ကြိုတင်ပြင်ဆင်မှုလိုပါတယ်။အော်ဒီတနက်မှာကျွန်တော်ရဲ့ဘဝတခြားလုံးလေ့လာခဲ့တဲ့အောင်မြင်မှုဆိုင်ရာမဟာဗျူဟာနီးဗျူဟာတွေကိုကျွန်တော်နဲ့အတူလေ့လာသင်ယူကြမှာဖြစ်တယ်။နောက် personal brand ကိုဘယ်လိုတည်ဆောက်မလဲ။ကိုယ့်ရဲ့အားသာချက်ကိုဘယ်လိုရှာဖွေမလဲ။လောကကြီးမှာအရေးကြီးဆုံးအချက်ကကိုယ့်ရဲ့ပုံမြင်ကိုလူတွေပြောဖို့လိုတယ်။လူတွေသူများတန်စင်နေနဲ့ like ကလို့မရအောင်ကိုယ့်တန်စင်ကိုကိုရှာဖို့လိုတယ်။ ကိုတန်စင်တိုင်းကိုကပါကိုနဲ့တန်စင်တူတဲ့သူတွေကိုနောက်ရောက်လာလိမ့်မယ်လူတွေတော်တော်များများအောင်မြင်ကျွန်တော်သူများတန်စင်နေနောက်ကို like ကနေအဲ့တော့ကိုတန်စင်ကိုဘလို့ရှာမလဲကျွန်တော်နဲ့အတူအတူရှာကြမှာဖြစ်ပါတယ်အဲ့တော့ online တင်တဲ့နေ့12လပိုင်း2ရက်နေ့စ online ကနေတလားတိတိတင်မယ်သူကတင်မဲ့ပုံစံနေ့စဉ် recorded video တွေကိုကျွန်တော် Facebook group မှာတင်ပေးမယ် Facebook ကြည့်ဖို့အခက်ခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းကျွန်တော်ပြန်တင်ပေးမယ်တင်တဲ့ကလာတလားပြီးသွားတဲ့အချိန် group ကိုမဖြတ်ပေးထားတာပြီးမှဖြစ်တဲ့အတွက်တစ်သက်လုံးလေ့လာနိုင်တယ်ကျွန်တော်တို့ live lecture ကိုတော့အပတ်စဉ်တနင်္လာနေ့ည8:00နာရီတိုင်း zoom application ကနေကျွန်တော်နဲ့တဦးချင်းတွေ့ပြီးတော့သင်ရမှာဖြစ်တဲ့စိတ်ကြိုက်မေးခွန်းတွေမေးနိုင်တဲ့အတွက်သင်တန်းတက်နေတဲ့ group ကိုချင်မှာရအောင်ဆောင်ပေးတာဖြစ်တဲ့ live ကိုလည်းမတက်ဖြစ်မပူနဲ့နောက်ရမှာ3နာရီတင်နေဆို3နာရီစာလုံး recorded video ကို facebook group ရော telegram private channel မှာရောပြန်တင်ထားပေးမှာဖြစ်ပါတယ်။တနင်္လာလာတက်လာပြီးသွားလို့ assignment ဆောင်ရရင် certificate ကို email ကနေပေးပို့ပေးမယ်။ အဲ့တော့ရန်ကုန်နဲ့အနီးတစ်ဝိုက်ကသူတွေကျွန်တော်မိတ်ဆွေလုပ်ငန်းရှင်တွေကသူတို့ဝင်တန်းတွေကိုဆေးလွတ်ချင်တယ်လို့ပြောတဲ့သူတွေအတွက်ကတော့ကျွန်တော်တို့က12လပိုင်း6ရက်နေ့နဲ့9ရက်နေ့မှာရန်ကုန်မြို့ပြည်လန်းတော်ဝင်စင်တာ3လမှာရှိတဲ့ကျွန်တော်ရဲ့ Amlo တင်တန်းကျောင်းမှာကျွန်တော်နဲ့နှစ်ရက်အချိန်ပြည့်ရင်းနှီးချစ်ခင်စွာတွေ့ဆုံပြီးတက်ရမှာဖြစ်ပါတယ်။အဲ့တော့လူကျွန်းတို့ online မှာတက်ချင်တက်ချင်အပြင်မှာတက်ချင်တက်ချင်လူကျွန်းတို့ရဲ့နာမည်ရယ်ဖုန်းနံပါတ်ရယ်ကိုကောင်းမွန်မှာမရင်းနဲ့ Messenger message မှာရေးထားပေးပါကျွန်တော်တို့ team က ညီရင်းညီမတွေကဆက်သွယ်ပေးပါမယ်အခုစီစဉ်ကြည့်တဲ့သူတိုင်းအွန်လိုင်းကပထမအဦးဆုံးအယောက်100အပြင်ကပထမအဦးဆုံးအယောက်30ကို10% discount ကျွန်တော်ပေးထားပါတယ်သင်တန်းအကြောင်းအသေးစိတ်ကိုကျွန်တော်ဒီ page ရောဝင်ကြည့်ပါအပေါ်ဆုံးမှာ video file နဲ့တူသင်တန်းကြီးရအစားပွင့်လင်းမြင်သာမှုရှိစွာကျွန်တော်တို့တင်ထားပေးပါတယ်ကဲဒါကြောင့်ကျွန်တော်တို့ဒီနေ့မှာလေးလာတည်ယူခဲ့တဲ့ဖုန်းတကူထွန်းလင်းတဲ့ဘိုးတော်ဘရုံမင်းစီကနေသင်ကန်းစာတွေကိုကျွန်တော်တို့ဒီနေ့လက်တွေ့ဘဝမှာအသုံးချပြီးအခုပဲအောင်မြင်မှုစီကိုခြေတက်လိုက်ကြပါစို့ We must work together we must build our nation